အိန္ဒိယနိုင်ငံနယူးဒီလီမြို့တော်မှာလေတုညဉ့်ရဲမှုများဆွေးရလာတာကြောင့်ဒေသခံများကလမ်းများပေါ်ထွက်ပြီးဆန္ဒပြခဲ့ကြကာလေတုညဉ့်ရဲမှုပြဿနာကိုဖြေရှင်းပေးရန်အစိုးရကိုတောင်းဆိုခဲ့ကြတယ်လို့ AP သတင်းမှာဖော်ပြခဲ့ပါတယ်။နယူးဒီလီမြို့တော်မှာနိုဝင်ဘာလ10ရက်ကမီးခိုးမြူများထူထပ်နေပြီးလေတုရဲ့အနက်တပ်မှလည်းမကောင်းနှုန်တော်တာကြောင့်ပြည်သူ့ကျန်းမာရေးအတွက်အစိုးရရဲ့ကြက်တဲတစ်ခုဖြစ်လာချိန်မှာဆန္ဒပြမှုများပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ နိုဝင်ဘာလ10ရက်နေ့ပိုင်းကယူဒလီမျိုးတော်ရဲ့လေတုအေးသွေးညှို့ကိန်းဟာ344ဖြစ်ပြီးအဲ့ဒီကိန်းကနန်းအရအလွန်ဆိုးရွားပြီးအသက်ရှူရန်အနေရများတဲ့အဆင့်ဖြစ်သတ်မှတ်ထားကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့လေတုအေးသွေးသတ်မှတ်ချက်များအရသိရပါတယ်နိုဝင်ဘာလ9ရက်နေ့ပိုင်းကမိဘများနဲ့တဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှရှားသူများပါဝင်ယာနေချီတဲ့လူများဟာကြုံတောင့်ကြုံခဲဆန္ဒပြမှုအဖြစ် နယူးဒလီမြို့တော်ရဲ့အိန္ဒိယကိအထိမ်းအမှတ်အဆောက်အုံမှာစုယုံခဲ့ကြပြီးလေလူညဉ့်ညမှုပြဿနာကိုအရေးယူဖြေရှင်းပေးရန်အာဏာပိုင်များကိုတောင်းဆိုခဲ့ကြပါသည်။ဆန္ဒပြသူများစုဟာနှာခေါင်းစည်းများဝတ်ဆင်ထားပြီးလက်ကင်ပိုစတာများကင်ဆောင်ခဲ့ကြပါသည်။အသက်ရှူဖို့အတွက်တန်ရှင်းတဲ့လေတွေမရှိတော့တဲ့အခြေအနေမှာနေထိုင်နေရတာကိုစိုးရိမ်ပြီးဒီပြဿနာကိုအလေးထားတဲ့နိုင်ငံသားတအူးအနေနဲ့ကျမဒီကိုရောက်လာခဲ့တာဖြစ်ပါတယ်လို့မကနာမြရှိဆန္ဒပြသူတအူးကဆိုပါတယ် နောက်ပိုင်းတွင်ရဲတပ်ဖွဲ့ကဆန္ဒပြသူများရဲ့လက်ကင်ပိုစတာများ စာရင်းများကိုတင်စီခဲ့ပြီးဆန္ဒပြသူများကိုလူစုခွဲခဲ့ကာဆန္ဒပြရန်အတွက်ခွင့်ပြုချက်ရယူထားခြင်းမရှိကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့ပါသည်။နယူးဒယ်လီမြို့တော်မှာလေတို့ရေးသေးဆိုးအနေချင်းကြောင့်ဒေသခံများဟာကောင်းကိုက်ခြင်းချောင်းဆိုးခြင်းအဆရှိတဲ့ဝေဒနာများကိုခံစားနေရကာဒေါသထွက်နေကြခြင်းဖြစ်ပါသည်။ ဒါအပြင်နိုင်ငံရေးသမားများဟာကျန်းမာရေးရေးပေါ်ကိစ္စတစ်ခုဖြစ်လာတဲ့လေလူညဉ့်ဉဏ်မှုကိုတိုက်ဖြတ်ရမယ်အစားတဦးပေါ်တဦးအပြည့်ပုံချနေကြကြောင်းစိတ်ပြက်နေတဲ့ဒေသခံများကဆွဆွဲခဲ့ပါတယ်။လူဦးရေတန်း30ကျော်နေထိုင်တဲ့ညူဒလီမြို့တော်နဲ့အနီးဝန်းကျင်ဒေသဟာကမ္ဘာလေလူအညဉ့်ဉဏ်ဆုံးမြို့များတဲ့တွင်ပါဝင်နေပါတယ်။ ကဘာပေါ်ရင်လေတို့အငင်းညံဆုံးမျိုးဆယ်မျိုးစီးရင်မှာအိန္ဒိယရဲ့မျိုး6မျိုးပါဝင်နေပြီးနယူးဒယ်လီဟာလေတို့အငင်းညံဆုံးမျိုးတော်ဖြစ်ဆက်လက်ရည်တည်နေရလို့ဆွစ်ဇာလန်ခြေဆိုင်လေတို့အရေးသေးလေးလာစောင့်ကြည့်တဲ့အန်ဂျူအဲဖွဲ့ကဆိုပါတယ် နယူးဒလီမြို့တော်ရဲ့အနီးတစ်ဝိုက်မှာရှိတဲ့ပြည်နယ်များတွင်စောင်းရာသီရောက်ချိန်တိုင်းလေသမားများကစိုက်ခင်းများကိုမီးရှို့ရှင်းလင်းတာကြောင့်အပူချိန်ရောကျနေချိန်မှာမီးခိုးများဟာလေတုတွင်ပိတ်မိနေပြီးမော်တော်ယာဉ်များနဲ့စက်ရုံများမှထွက်တဲ့မီးခိုးများနဲ့ရောစပ်သွားကလေတုအည်သွေးဟာပုံမဆိုးရလေးရှိပါတယ်။